မင်္ဂလာပါခင်ဗျာ20ရက်3လ2025ခုနှစ်တောက်ကြနေကျွန်တော်တို့ group nine media ကနေပြီးတော့ပြည်သက်များကိုသတင်းလေးသုံးပုဒ်နဲ့တင်ဆက်ပေးခြင်းပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကတော့ FIFA ဖုန်းနံပါတ်များဖြင့် KB The Bay account သုံးစွဲခွင့်ရပ်ဆိုင်းပြီဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ် KB The Bay ကနေပြီးတော့ FIFA ဖုန်းနံပါတ်များဖြင့် account ဖွင့်သုံးစွဲနေသူများမြန်မာဖုန်းနံပါတ်ဆိုပြောင်းလဲဖို့သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်ခင်ဗျာ မြန်မာဖုန်းနံပါတ်ကိုပြောင်းလဲခြင်းမရှိပါက၎င်းတို့ KBZ ဘေးအကောင့်များကိုဆက်လက်သုံးသွဲခွင့်အားပိတ်ပင်သွားမယ်လို့သိရပါတယ်ခင်ဗျာ။ယခုကြေညာချက်အရထိုင်းဖုန်းများဖြင့်ဖွင့်လှစ်ထားသည့် KBZ ဘေးအကောင့်များကိုမတ်လ16ရက်နေ့ကနေစပြီးတော့ငွေသွင်းငွေထုတ်များကိုယာယီဆိုင်းငံ့ထားတယ်လို့သိရပါတယ်ခင်ဗျာ။ဆက်လက်အသုံးပြုလိုတဲ့ဆိုရင်တော့မြန်မာဖုန်းနံပါတ်ကိုပြောင်းလဲဖို့လိုအပ်ကြောင်း KBZ ဘေးတာဝန်ရှိသူများကပြောဆိုထားပါတယ်ခင်ဗျာ။ ဖုန်းနံပါတ်ပြောင်းလဲရန် KBZ Pay application အတွင်းရှိဖုန်းနံပါတ်ပြောင်းလဲရန်ချင်းဖုန်းနံပါတ်ဖန်ရှင်ကိုအသုံးပြုပြီးတော့လွယ်ကူစွာပြောင်းလဲနိုင်မယ်လို့ KBZ Pay မှာတာဝန်ရှိသူများကပြောဆိုထားပါတယ်ခင်ဗျ KBZ Pay ရဲ့နောက်ဆုံး version ကိုတော့လိုအပ်တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျ KBZ Pay နောက်ဆုံး version မရှိဘူးဆိုရင်တော့ KBZ Pay ရဲ့ Value ရဲ့ Customer Support မှာ Booking လုပ်ပြီးတော့ဝန်ဆောင်မှုရယူနိုင်တယ်လို့ KBZ မှာ KBZ Pay တာဝန်ရှိသူများကဖြည့်စွက်ထုတ်ပြန်ထားပါတယ် ဖုန်းနံပါတ်ပြောင်းလဲရန် KBZP application တွင်ပါရှိသောဖုန်းနံပါတ်ပြောင်းလဲရန်ဒါမှမဟုတ် chain ဖုန်းနံပါတ်ဖန်ရှင်ကိုအသုံးပြုပြီးတော့လဲကူစွာပြောင်းလဲနိုင်ပါတယ်ဖြစ်ပါတယ်။သို့သောဤလုံဆောင်ချက်ကိုလုံဆောင်ရန်အတွက် KBZP application ကိုနောက်ဆုံးထွက်ဘာရှင်ကိုမြင့်တင်ထားဖို့လိုအပ်ပါတယ်ခင်ဗျာ။နောက်ဆုံးထွက်ဘာရှင်မရှိဘူးဆိုရင်တော့ဖုန်းနံပါတ်ပြောင်းလဲလိုပါက KBZP ရဲ့ဘာကျူရဲ့ customer service နဲ့ booking ပြုလုပ်ပြီးတော့ဝန်ဆောင်မှုရယူနိုင်တယ်လို့ KBZP မှာထုတ်ပြန်ထားပါတယ်။ ဣတိပေချက်ကိုပြပိတပေးကလုံယုံရေးနှင့်ဝင်ဝင်ဆောင်မှုစံနှုန်းများကိုဖြင့်တင်ရန်အကောင့်အသုံးပြုသူများ၏လုံယုံရေးကိုပုံမအမခံနိုင်ရန်လို့ကြီးရွယ်တယ်လို့သိရပါတယ်ခင်ဗျာဒါကြောင့်ပြပါဖုန်းနဲ့ KBTB အသုံးပြုနေသူများအနေနဲ့မြန်မာနိုင်ငံဖုန်းကိုပြောင်းလဲအသုံးပြုဖို့လိုအပ်ကြောင်းတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကချနာဂူရီမော်ရဝင်းကျင်ရဲများတန်တရားရှိသည့်ရင်ဖန်ဆီးမှုတွင်တရမဝင်မြန်မာလုံခြုံရေးဖန်ဆီးခံရဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ ကကျနာကူရီတွင် မော်တော်ဝန်ကြီးရဲများကတရားမဝင်လုပ်သားများတည်ယူပို့ဆောင်နေတဲ့ယင်တည်းကိုဖမ်းဆီးမိခဲ့ကြောင်းဒီနေ့မနေ့မှသိရှိရပါတယ်ခင်ဗျအဲ့ဒီယင်ပေါ်မှာယင်မောင်းပါဝင်မြန်မာနိုင်ငံသား6ဦးသိနေလိုက်ပါလားကြောင်းသိရှိရပါတယ်ခင်ဗျယင်ဖြစ်ရကတော့မော်တော်ယင်လန်3268အောက်ချုပ်မှုတိုင်းဒေသကြီးဌာနဘွဲ6လမ်းဆောင်မှုတပ်ဖွဲ့2မော်တော်ဝန်ကြီးရဲဌာနချုပ်2ကရဲများကလမ်းကိုစစ်ဆေးစဉ်အနောက်ရောက်တိုးတာဗီကိုကားတစ်စီးကိုတန်တရားကြောင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျ ရင်ကိုရက်တက်စစ်ဆေးတဲ့အခါမှာအသက်24နှစ်အရွယ်ရင်မောင်းအပါဝင်မြန်မာနိုင်ငံသား6ဦးပါဝင်ကြောင်းသိရှိရပါတယ်ခင်ဗျာစစ်ဆေးမှုအတွင်းရင်မောင်းသည်တရားမဝင်မြန်မာလူသားများကိုစုံမစကွန်ပြည်နယ်သို့တည်ယူပို့ဆောင်နေပြီးတဦးလျင်ဘတ်ငွေ9000အကျပ်ယူဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဒါ့အပြင်အဲ့ဒီရင်မောင်းဟာထိုလုပ်ငန်းကိုစက်ချင်းထက်မနည်းလုပ်ဆောင်ခဲ့ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ ဒါကြောင့်ရင်မောင်းကိုတည်မဝင်နေထိုင်သူများကိုကူညီခြင်းဖွက်ထားခြင်းသို့မဟုတ်ဖမ်းဆီးမှုမှရှောင်ရှားစေရေးကူညီပေးခြင်းတို့ဖြင့်ဆွဲချက်တင်ခဲ့ပါတယ်ခင်ဗျာမြန်မာနိုင်ငံသား၃ဦးကိုလည်းချွင်းချက်မရှိဘဲတည်မဝင်ဝင်ရောက်မှုဖြင့်တရားစွဲခဲ့ပါတယ်ခင်ဗျာဖမ်းဆီးခံရတဲ့သူများကိုကချနာပူရီရဲစခန်းကိုပို့ဆောင်ပေးခဲ့ပြီးတော့ဥပဒေအရအရေးယူသွားမယ်လို့သိရပါတယ်ခင်ဗျာမြန်မာနိုင်ငံသားများကိုတော့မြန်မာနိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးသွားမယ်လို့သိရှိရပါတယ် နောက်ဆုံးသတင်းတွေအနေနဲ့ကျွန်တော်ပြောကြားချင်တာကတော့ထိုင်းနိုင်ငံချွန်ပူရီမြို့ဝန်ချင်းတက္ကနိုလော်ဂျီစက်ရုံမှာမြန်မာလူသမားများကိုအကြောင်းပြချက်မရှိနစ်နာကြေးမပေးဘဲအလုပ်ဖျက်မှုများရှိနေကြောင်းသိရှိရပါတယ်ခင်ဗျာဖြစ်စဉ်ကတော့ထိုင်းနိုင်ငံချွန်ပူရီမြို့ဝန်ချင်းတက္ကနိုလော်ဂျီစက်ရုံကမြန်မာလူသမားများကိုအကြောင်းပြချက်မရှိနစ်နာကြေးမပေးဘဲအလုပ်ဖျက်မှုများရှိနေကြောင်းသိရပါတယ်ခင်ဗျာချွန်ပူရီမြို့ဝန်ချင်းတက္ကနိုလော်ဂျီစက်ရုံမှာမြန်မာလူသမား900ကျော်ရှိကြောင်းသိရှိရပါတယ် ဆက်ယုံမှာထိုင်း၊ဗီယက်နမ်၊တရုတ်၊မြန်မာအလုပ်သမားတွေအများကြီးရှိတဲ့ထဲကမှမြန်မာအလုပ်သမားများကိုသာတည်တံ့ဖိနှိပ်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာထို့ဆက်ယုံမှာမြန်မာအလုပ်သမားများကိုလှုပ်ရှင်ကရည်ရွယ်ချက်ရှိရှိနဲ့ဖိနှိပ်မှုတွေလှုပ်ဆောင်နေပြီးအလုပ်ကိုပုံမှန်မစင်ခိုင်းခြင်းဆက်ယုံမှာလူများတဲ့အခုအကြောင်းပြချက်တွေနဲ့နေနာခြင်းမပြုဘဲအလုပ်ဖြုတ်ခြင်းများလှုပ်ဆောင်နေတယ်လို့သိရပါတယ်ခင်ဗျာအဆိုပါပါကင်းဆက်ယုံကအလုပ်ကောင်းစဉ်အချိန်လုံးကအလုပ်သမားတွေအများကြီးခေါ်ခဲ့ပြီးတော့ နှစ်တကူပိတ်ရက်ပြီးတဲ့အချိန်မှာတော့အလုပ်သမားတွေကိုအလုပ်ပုံမှန်မစင်ခိုင်းတော့ပါဘူးမြတ်တချို့ဆိုရင်တရက်ချာတချို့ဆိုရင်သုံးရက်ချာအဲ့လိုမျိုးတွေစင်ခိုင်းနေတယ်လို့သိရပါတယ်ခင်ဗျာဒါအပြင်အလုပ်မစင်ရတဲ့ရက်တွေမှာအလုပ်သမားများကိုနေစားခြင်းပေးရန်တောင်းဆိုထားမှုတွေကိုလည်းအကြောင်းပြန်မှုလို့သိရပါတယ်ခင်ဗျာထိုင်းဆိုရကထိုင်းဘတ်400လောဝါကပေးရမယ်လို့သတ်မှတ်ထားတော့လေအလုပ်သမားတွေကိုနေစားခြင်းပေးရမယ်ဆိုတာပုံပြသဘောမျိုးတွေခိုင်းနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ ထို့ပြင်ခွင့်မဲ့ပြက်ကွက်ခဲ့လျင်လည်းတမ်းပြီးတော့အလုပ်ထုတ်ခြင်းများလုပ်သောများအစဉ်ပြေမှုများပြောကြရာတွင်လည်းစက်ယုံမှာပွဲသားသို့ပြောရန်ပွဲသားမှာစက်ယုံသို့ပြောရန်နှင့်ချေရှင်းပေးခြင်းမရှိခြင်းများရှိရှိသည်ကိုလည်းတွေ့ရပါတယ်ခင်ဗျာထို့သောမြန်မာလူသားများဖိနှိပ်မှုအမျိုးမျိုးကြုံနေရသည့်အတွက်အလုပ်သမားများကဆန္ဒပြတောင်းဆိုမှုများလည်းရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ ထို့သောအစီအမံမှုများရှိသည့်အတွက်မြန်မာလူသမားများကဆန္ဒပြတောင်းဆိုမှုများရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာအဆိုပါဆန္ဒဆန္ဒပြတောင်းဆိုမှုများမှာပါဝင်ခဲ့တဲ့လူသမားများကိုလည်းအလုံထုတ်ဖြစ်တယ်လို့သိရပါတယ်ခင်ဗျာထို့သောမြန်မာလူသမားများဖိနှိပ်မှုမျိုးမျိုးကြုံတွေ့နေရတဲ့အတွက်ဆန္ဒပြမှုများရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာအဆိုပါဆန္ဒပြမှုမှာပါဝင်တဲ့လူသမားများကိုလည်းစက်ယုံဘက်မှာအလုံထုတ်ခြင်းများရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ဒါပါပဲခင်ဗျာ တင်ဆက်ပေးမှုကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ။နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။